ခင်ဗျာလောကမှာအရေးချင်းရှိတိုင်းအောင်မြင်တာမဟုတ်ဘူးအသိဉာဏ်ရှိတိုင်းလည်းအောင်မြင်တာမဟုတ်ဘူးကျွမ်းကျင်မှုရှိတိုင်းလည်းအောင်မြင်တာမဟုတ်ဘူးပါဝါရှိမှအောင်မြင်တာဖြစ်တယ်အဲ့တော့တချို့ကျွမ်းကျင်မှုရှိတယ်ပါဝါမရှိရင်အောင်မြင်တဲ့တလောက်မှအောင်မြင်ဘူးအသိဉာဏ်မြင့်တယ်အရေးချင်းရှိတယ်ပါဝါမရှိရင်အောင်မြင်တဲ့တလောက်အောင်မြင်တာမဟုတ် ဒါကြောင့်ပါဝါကိုတိဆောက်တဲ့အခါမှာလောကမှာအောင်မြင်တဲ့သူတွေကိုကြည့်ကြည့်လိုက်ပါဝါကိုတိဆောက်နိုင်တဲ့သူတွေကအောင်မြင်တာဖြစ်တယ်။အဲ့တော့ပါဝါတိဆောက်တဲ့နေရာမှာကျင်းဝင်းနဲ့ညီတဲ့နီလန်းနေနဲ့တိဆောက်ဖို့လိုတယ်။အဲ့ဒီကလူချင်းတို့ပါဝါရှိစေမဲ့အဓိကအချက်တစ်ချက်ကိုကျွန်တော်အခုမျှဝေပေးမှာဖြစ်တယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ network ပဲ။လူချင်းတို့ရဲ့မိတ်ဆွေအပေါင်းအသင်းကွန်ရက်ဟာကျေပြန့်လေးလေး၊နတ်ဆိုင်လေးလေး၊စုံလင်းလေးလေးပါဝါရှိလေးလေး။သုံးချက်နော်။ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်း network ကို connect ကိုတိဆောက်တဲ့အခါမှာကြဲကြဲပြန့်ပြန့်တိဆောက်ရအောင်နက်နက်ရှိုင်းရှိုင်းတိဆောက်ရအောင်စုံစုံလင်းလင်းတိဆောက်ရအောင်အဲစဉ်းစားကြည့်လိုက်ကိုကမိတ်ဆွေအပေါင်းအသင်းကိုရဲ့ကြဲပြန့်တယ်လို့ပြောရင်ကိုသတင်းချက်လက်တစ်ခုသိကြရင်အလွယ်တကူသိနိုင်တယ်ကိုအလုပ်တစ်ခုခုလုပ်ချင်တယ်အလွယ်တကူလုပ်လို့ရတာဖြစ်တယ်ဒါကြောင့် ခုနကျွန်တော်ပြောခဲ့တဲ့မိတ်ဆွေအပေါင်းအသင်းကိုရက်ကိုကျယ်ပြန့်နက်ဆိုင်စုံလင်အောင်တိဆောက်နိုင်တဲ့သူတွေကလောကမှာပါဝါမြင့်မားကြတာဖြစ်တယ်အဲ့တော့ပါဝါမြင့်မားပြီးအောင်မြင်နေတဲ့သူတိုင်းကိုကြည့်ကြည့်လိုက်သူတို့မှာအဲ့ဒီမိတ်ဆွေကွန်ရက်အကြီးရှိတယ်ဆိုတော့လူတွေတော်တော်များများအဲ့ဒါကိုမေ့နေကြတယ်အလုံးလုံးတိုင်းအောင်မြင်တာမဟုတ်ဘူးเนาะ network လေးတိဆောက်ဖို့လိုတယ်ခိုင်မာတဲ့ research တွေသူတေသနာတွေကဘာပြောလဲဆိုတော့အဲ့ဒီ network တိဆောက်ဖို့အတွက်တပတ်တပတ်ကို9နာရီကနေ10နာရီလောက်ထိအသုံးချရမယ် တပတ်ကို9နာရီကနေ10နာရီဆိုတရက်ကိုပဲကိုယ့်ရဲ့မိဆွေအပေါင်းအသင်းကိုယ့်ရဲ့ကြေပြန့်မှုအတွက်တနာရီလောက်အချိန်သုံးရလူချင်းတို့နေတိုင်းနေတိုင်းအလုပ်တွေလုပ်နေကြတယ်ကျွန်တော်မေးပါဦးမယ်လူချင်းတို့အဲ့ဒီနေ့စဉ်အလုပ်ချိန်မှာမိဆွေအပေါင်းအသင်းကြေပြန့်နေဆိုင်ကိုယ့်ရဲ့နေဆိုင်ကြေပြန့်မှုအတွက်တနာရီသုံးပါသလားမလုပ်ကြဘူးနော်အဲ့တော့ကျွန်တော်အကြံပြုလို့ရတယ်ဘဝမှာပါဝါရှိခြင်းကိုအလုံးလုံးတဲ့အချိန်တွေကနည်းနည်းလေးလျှော့လိုက်မိစေရဲ့အပေါင်းအသင်းကိုရဲ့ကြေပြန့်မှုအားထုတ်မှုအချိန်ကိုနည်းနည်းလေးတိုးလိုက်အောင်အဲ့ဒါကိုမမေ့နဲ့အောင်အလုံးကြီးပဲလုပ်နေအောင်အောင်မြင်တာမဟုတ် တော့အပေါင်းအသင်းများခြင်းနဲ့မိတ်ဆွေအပေါင်းအသင်းကိုကျေပြက်ခြင်းနဲ့ထိုင်ပြီးတော့ဆူတောင်းနေလို့မရဘူးဘယ်သူမှကိုယ့်စီကိုလာမှာမဟုတ်ကိုကအားထုတ်ပြီးတော့ကိုယ့် network ကိုကျေပြက်အောင်တည်ဆောက်ရတာဖြစ်တယ်အဲ့လိုတည်ဆောက်တဲ့နေရာမှာလဲ theory ရကျွန်တော်တို့ရဲ့ network ထဲမှာကျွန်တော်တို့ ਨੇ နော်အလွန်ကိုပဲရင်းနှီးတဲ့သူတွေရှိတယ် strong ties တွေပေါ့နော်ကျွန်တော်တို့ ਨੇ တော်တော်ရင်းနှီးနှီးနဲ့ကိုယ့်ရဲ့ဘယ်သူတွေပါမယ်မိသားစုဝင်တွေတငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေတငယ်ချင်းအရင်းကြီးတွေပေါ့ပြီးရင် weak ties တွေပါတယ် weak ties ဆိုတာတော့တိတ်မရင်းနှီးဘူးဒါပေမဲ့ကိုယ် ਨੇ တိကျွမ်းတဲ့သူတွေ ခိုင်မာတဲ့သူတေသနာတွေရာအလောက်ကိုင်ကောင်းနေအခွင့်အလန်းတွေဟာတဲ့အဲ့ဒီမိတ်ဆွေအရင်းကြီးစီတွေကနေ strong ties တွေစီကနေလာတာမဟုတ်ဘူးတဲ့ခုနော weak ties ခုနသိမ့်မရင်းကြီးတဲ့သူတွေစီကနေလာတာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကခဏခဏပြောတယ်ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ရဲ့မိတ်ဆွေအပေါင်းအသင်းကိုရက်ကိုကျေပြန့်အောင်လုပ်တယ်ဆိုတာအလေးမှတယ်လို့ပဲ fitness center သွားပြီးအလေးမှတယ်ဆိုရင်ကိုမနိုင်တာလေးတွေကြီးပဲကိုတတ်တောင့်တတ်တာတတ်တာရဖြစ်တာလေးကြီးပဲမနိုင်လို့မရဘူးကိုကိုကိုဘာလုပ်ရလဲတွန်းအားပေးရတယ် အဲ့လိုပဲမိတ်ဆွေပေါင်းသင်းမှာလဲကိုအစဉ်ပြေတဲ့သူတွေနဲ့ကြည့်မယ်ပေါင်းနေလို့မရဘူးကိုရဲ့မိတ်ဆွေကွန်ရက်ကိုကျေပြန့်အောင်ကျွန်တော်တို့စ조사ကိုသိတာကိုသိတဲ့သူတွေနဲ့ပဲသိနေလို့ဘာမှဖြစ်မလာဘူးဘဝကျွန်တော်ပြန်ပြောမယ်နော်ကိုသိတာကိုသိတဲ့သူတွေနဲ့ပဲသိလို့ဘာမှမဖြစ်နေဘူးဘာမှဖြစ်မလာဘူးကိုမသိတာကိုသိတဲ့သူတွေနဲ့သိဖို့လိုတယ်ကျွန်တော်ဆိုလိုတာတော့ပေါ့မယ်နော်ကိုမသိတာကိုသိတဲ့သူတွေနဲ့သိအောင်조사အဲ့တော့ network တိဆောက်တယ်ဆိုတာကျွန်တော်တို့ကဟိုကိုအခွင့်အရေးတွေကြီးပဲအဲ့ဒါလို့မဟုတ်ဘူးနော်ကိုအခွင့်အရေးရအောင်လူတွေကိုလိုက်ပေါင်းတာမဟုတ်ဘူးအပြန့်အလှန်ပဲ ကိုကလည်းသူတို့ပြန်ကူညီမယ်သူတို့ကလည်းကိုယ်ပြန်ကူညီမယ်လူတိုင်းလူတိုင်းစီမှာအခြားသူတွေကိုကူညီစရာတစ်ခုမဟုတ်တစ်ခုရှိတယ်နှုတ်ဤဆောင်ပါခြင်းလက်ဤဆောင်ပါခြင်းဆိုတာရှိတယ်စိတ်ရင်းစေတနာကောင်းကိုအခြေခံပြီးတော့ကောင်းမွန်တဲ့ကျေပြန့်တဲ့ net shine နဲ့စုံလင်တဲ့ network ကတိဆောက်လာနိုင်တာနဲ့အမျှလူချင်းတို့ရဲ့ power လည်းမြင့်မားလာမှာဖြစ်ပါတယ်လို့ချစ်ခင်စွာ မျှဝေပေးလိုက်ပါတယ်အခုပဲမိမိတို့ power မြင့်မားအောင်ဒီနေ့ကိုယ့်ရဲ့အချိန်တွေကနေမိတ်ဆွေတိုးပွားဖို့အချိန်ကိုအားထုတ်ပြီးအသုံးပြုပါအောင်မြင်မှုတွေကလူချင်းတို့ကိုစောင့်ကြနေပါ ဒီစီဇန်ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်၅အုပ်ကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်တယ်။အဲ့ဒီစီဇန်မှာပါဝင်ခြင်းရင်ကျွန်တော်တို့အခုဗီဒီယိုဖိုင်လေးကိုမျှဝေလိုက်ပါ။မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ထက်၅အုပ်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်အမှတ်တရလက်မှတ်နဲ့တူအိမ်တန်းရာရောက်လူချင်းတို့ပို့ကပါမပြရဘူးလက်ဆောင်ပေးဖို့ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါ။ ဲ့တော့ကျွန်တော်တို့တင်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တလောက်ကိုတင်တန်းတစ်မျိုးပဲဖွင့်တယ်အခု September 6လပိုင်းမှာဖွင့်မှာကတော့ကျွန်တော်ရဲ့တစ်နှစ်မှာ၄ချိန်ပဲဖွင့်တဲ့စကားစွမ်းရည်တင်တန်း Business Presentations Masterclass ဖြစ်ပါတယ်မိမိတို့ရဲ့စကားစွမ်းရည်ကိုမြင့်တင်ပြီးအောင်မြင်မှုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မျိုးတို့မဆိုတက်ရောက်နိုင်ပါတယ်စကားစွမ်းရည်တင်တန်းလို့ဆိုတာနဲ့ညီ Business Presentations Masterclass ဆိုတာနဲ့ညီစကားစွမ်းရည်တွေကစီးပွားရေးနဲ့ဆိုင်တဲ့စကားစွမ်းရည်၃ခုဖြစ်တဲ့ အယောင်ဆိုင်ရာပြောဆိုမှုတွေ meeting အစည်းအဝေးတွေမှာပြောဆိုမှုနဲ့ public speaking လူမှုအကြားဟောပြောမှုဒီသုံးခုကျွန်တော်ရဲ့နှစ်ပေါင်းများစွာပြည်သက်ပေါင်းများစွာလူပေါင်းများစွာကိုဟောပြောခဲ့တဲ့အတွေ့အကြုံတွေကိုအစီအစဉ်ထုတ်ပြီးတော့စာတွေ့လက်တွေ့လေ့ကျင့်သင်ကြားပေးမှာဖြစ်ပါတယ်။ online သင်တန်းကတော့အခုလာမယ်ကျွန်တော်တို့ 6လပိုင်း23ရက်နေ့အင်္ဂါနေ့စတင်မှာဖြစ်ပါတယ်။ online ကနေတလားတိတိတင်မှာဖြစ်တဲ့အတွက်ဘယ်ဒေတာမှမဆိုတက်နိုင်တယ်။နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းထပ်တင်ပေးထားမှာဖြစ်တယ်။ live လာကြတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေ live လင်းတင်မယ်။ကျွန်တော်တို့တအူးချင်းတွေ့ပြီးမေးခွန်းတွေမေးနိုင်တဲ့အတွက်သင်တန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်။ နိုင်ငံခြားသူတွေဇွန်ကိုအလုတ်ချိန်နဲ့မလို့မတက်ဖြစ်နဲ့မပူနဲ့၃နာရီတင်နေဆို၃နာရီစာလုံး recorded video ကိုနောက်ရမှာကျွန်တော်တို့ group တွေထဲမှာပြန်တင်ထားပေးမှာဖြစ်တယ်။တင်နန်းကလာတက်လာပြီးသွားတဲ့အချိန်အောင်နောက်6လတနည်းလောက်ဒီ group ကိုမဖြတ်ပေးထားရပြီးမှာဖြစ်တဲ့အတွက်အထက်ထက်ပြန်ကြည့်နိုင်တယ်။တင်နန်းကလာတက်လာပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးဖို့ပြီးမှာဖြစ်တယ်။အပြင်လူတွေတင်နန်းကတော့ကျွန်တော်တို့အခုကျွန်တော်ရောက်နေတဲ့ရန်ကုန်မြို့တော်ဝင် center ၃လာမှာရှိတယ်။ကျွန်တော်တို့ရဲ့ Emerald တင်နန်းကြောင့်ဒီတောင်ငူရုံးမှာကျွန်တော်တို့တင်မှာဖြစ်တယ်။တောင်ငူရုံးဖြစ်ပါတယ်။ ဘရင်တော်မင်းတရားကြီးမင်းတရားရွှေထီတို့ကိုဂုံပြုပြီးမှဲ့ခေါ်ထားတယ်ဒီတောင်ကရုန်းထဲမှာတက်ရမှာဖြစ်တယ်အဲ့တော့အပြင်လူတွေတင်တဲ့ကတော့6လပိုင်း29 28စနေတနင်္ဂနွေ၂ရက်မှာမနက်7:00နာရီကနေညနေ6:00နာရီထိကျွန်တော်နဲ့ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရအောင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီစင်နန်းခမ်းမောက်ကိုကြည့်ကြလိုက်ကျွန်တော်ဟောပြောပွဲနဲ့တင်နန်းနဲ့ကိုခွဲထားတယ်ဟောပြောပွဲဆိုရင်ကျွန်တော်တို့လူ900တထောင်နဲ့ကျွန်တော်ပြောတယ်တင်နန်းဆိုရင်အခုလို့ကျွန်တော်နဲ့ ရင်းနှီးနှီးတွေ့ဆုံနိုင်အောင်လူယူအထူးကတ်တတ်ထားတာဖြစ်တဲ့အတွက်ကြိုတင်အပ်ထားဖို့လိုပါတယ်။တင်တန်းတက်ချင်ရင် online ပဲတက်ချင်တက်ချင်အပြင်ပဲတက်ချင်တက်ချင်လူကျွန်းတို့ရဲ့နာမည်ဖုန်းနံပါတ်ရောကောမန့်မှာမရင်းနဲ့ messenger message မှာဆင်းပေးရပြီးပါကျွန်တော်တို့ team ကဆက်သွယ်ပေးပါမယ်။အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်း online ကပထမအဦးဆုံးအယောက်တရာအပြင်ကပထမအဦးဆုံးအယောက်30ကိုကျွန်တော်တို့20% discount ပေးထားပါတယ်လို့သတင်းကောင်းပါလို့ပါတယ်။အဲ့လိုဆင်းပေးရင် Facebook ဆိုရင်ကျွန်တော်ရဲ့ page က LYN နဲ့လင်းနေတော့လင်းတိုင်းညမြန်မာစံဖြစ်တဲ့ English ကိုရေးထားတဲ့ follower 3.8 million ကျော် ရှိတယ်။အဲ့ page ရဲ့ messenger မှာပေးနိုင်ပါတယ်။ TikTok ဆိုရင်တော့လင်းတိုင်းညမြန်မာမျိုးလိုမြန်မာလိုရေးထားတယ်။အခုဆို follower 3.1 million ကျော်ရှိတယ်။ like ကတော့36.1 million ကျော်ရှိတယ်။အဲ့ဒီ page ရဲ့ message မှာစင်းပေးနိုင်ပါတယ်။အဲ့ဒီ account ရဲ့ message မှာစင်းပေးနိုင်ပါတယ်။နိုင်ငံခြားသူတွေဆိုရင်တော့နိုင်ငံခြားကတင်တန်းတက်ချင်ပါလို့ရေးထားပြီးပါ။ကျွန်တော်တို့လိုအပ်တဲ့ bank information တွေပို့လိုက်မယ်။ငွေလွှဲပြီးကျွန်တော်တို့ screenshot ပို့လိုက်ရင် group ထဲဝင်လို့ရအောင်ဆက်လက်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဲ့တော့အခုပဲမိမိတို့ရဲ့တင်ယုံမှု network ကိုတိုးမြင့်ပြီးတော့အောင်မြင်မှုစီကိုချစ်တက်လိုက်ပါဘဝရဲ့ကောင်းမွန်တဲ့အရာတွေကလူချင်းမလို့ကိုစောင့်ကြိုနေပါတယ် we must work together we must build our nation